်မင်္ဂလာပါရှင် ကျမကတော့ချချိုဆမ်းပါ DBPO မြန်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ထဲကိုစစ်ကောင်စီကတာလွန်အင်အားနဲ့စစ်ကြောင်းထိုးသွားလာနေပြီးအရက်သားလူနေအိမ်တွေနဲ့ဖုံးကြီးကျောင်းတွေမှာဝင်ရောက်တက်ဆွဲထားတယ်လို့အရက်သားပြည်သူတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်စစ်ကောင်စီက ဧပြီလ19ရက်နေ့ကစတင်ပြီးဇဝဲကျေးရွာကနေတီတောင်စုလမ်းပိုက်တစ်လျှောက်မှာရှိတဲ့ဘလမော့ရမ်းဖို့ညောင်မင်ကုန်းပနက်ငယ်ရွာတွေအပြင်ထုံခါမောတော်ကာလန်ပိုင်းကကျေးရွာတွေကိုပါအင်အားထပ်တိုးပြီးစစ်ကြောင်းထိုးလှုပ်ရှားလာတာပါကျေးရွာတွေထဲကိုရောက်နေတဲ့စစ်ကောင်စီစစ်ကြောင်းဟာအရက်သားလူနေအိမ်တွေနဲ့ဖုံးကြီးကျောင်းတွေမှာဝင်ရောက်တက်ဆွဲထားပြီးလမ်းတစ်လျှောက်မှာလည်းကင်းချသွားလာလှုပ်ရှားနေကြတယ်လို့ဒေသခံပြည်သူတအူးကပြောပါတယ်။ လူနေအိမ်တွေနဲ့လမ်းတွေမှာလှုပ်ရှားသွားလာနေတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကနေဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့စစ်ကောင်စီဘက်ကလည်းဒရုန်းတွေနဲ့ပြန်လည်ပုံတိချတိုက်ခိုက်နေတယ်လို့တနင်္သာရီပါကဖဆုံကတော်ပုံကြီးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံတယောက်ကပြောပါတယ် တင်းတင်းတိုက်မျိုးနဲ့ထဲကထုံခါမောတောင်ပြည်သာစု ကာလမပေါ်မှာနှစ်ဖက်တိုက်ပွဲဖြစ်နေတာလေလနေပါကြာမြင့်နေပြီဖြစ်ပြီးတိုက်ခိုးအုပ်စုကဒေသခံပြည်သူတွေအနေနဲ့ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်ရှင်။ ချင်းပြည်နယ်ဟာခါမြို့ပေါ်ကပြည်သူတွေစီကနေချင်းထောင်ငွေညှဉ်းလူရနေတဲ့စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်၂ယောက်ကိုဧပြီလ21ရက်နေ့မှာဖမ်းဆီးနိုင်ခဲ့တယ်လို့ Chilan Defense Force ဟာခါ CDF ဟာခါကပြောပါရယ်ဟာခါမြို့ပေါ်မှာရှိတဲ့ပြည်သူတွေစီကနေလက်နက်အားကိုပြီးအကြမ်းဖက်ချင်းထောင်ငွေညှဉ်းလူရနေတဲ့စစ်ကောင်စီရဲတပ်ဖွဲ့ဝင်၂ယောက်ကိုလက်နက်ခဲယမ်းတွေစားသောက်ကုန်တွေဟန်ဖုန်းတွေနဲ့အတူဖမ်းဆီးနိုင်ခဲ့တာလို့ CDF ဟာခါရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ် အခုလိုဖန်စီရမိတဲ့စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်၂ယောက်ကိုဘယ်နေရာမှာဖန်စီရမိခဲ့တယ်ဆိုတာကိုတော့လုံခြုံရေးအရာ ပြောကြားထားတာတော့မရှိပါဘူး။လက်ရှိဟာခါမြို့ပေါ်မှာရှိနေတဲ့စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေရဲ့ရိတ်ခါလန်ကြောင်းတွေကိုချင်းပူပေါင်းမဟာမိတ်တပ်တွေကပိတ်ဆို့ထားတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရိတ်ခါတွေလည်းပြတ်တောက်နေတာလို့ CNA ရဲ့ပြောရေးဆိုခွင့်ရှိသူအရာရှိတဦးက TVB ကိုပြောပါတယ်ရှင်။ ကရင်ပြည်နယ်မြောက်ရီမြို့ကကြားဖြတ်ဝန်ထမ်းနိုင်ငံသား23ယောက်ကိုမဲဆောက်မြောက်ရီချစ်တီတရားကြီးကတဆင့်မဲဆောက်ဘက်ခြံကိုပြန်ပို့လိုက်ပါတယ်မောင်ဒူးတင်ဆက်ထားပါတယ်ရှင်ဟုတ်ကဲ့ပါမြောက်ရီမြို့မှာထိမ့်သိမ်းထားတဲ့နိုင်ငံ၃ခုကကြားဖြန့်ဝန်ထမ်းနိုင်ငံသား၂၃ဦးမဲဆောက်ဖက်ချံပြန်ပို့လိုက်ကြတာပါ ဖိလစ်ပိုင်နိုင်ငံက10ဦး၊ရဝမ်ဒါက10ဦး၊မလာဝီနိုင်ငံက2ဦးလို့ပါဝင်ကြပါတယ်။တာဝန်ခံပြန်ပို့တဲ့ BGF တပ်ဖက်ကတော့အခုလိုပြန်ပို့ နေသလိုပဲနောက်ထပ်လည်းကြားဖြန့်လုပ်ငန်းကိုဆက်လက်နှိမ်နင်းသွားမှာလို့ဆိုပါတယ်။ထုတ်ပြတ်ချက်ချတာပြီးတာဖြစ်တယ်။တန်းနေပြန်ချတာပြီးတာဖြစ်တယ်။ဒီအလုပ်ကိုကျွန်တော်တို့ကဆက်ပြီးတော့ကျွန်တော်တို့ဟလာဟိုပေါ်ထုတ်ဖန်းစည်းတဲ့အလုပ်ကိုတော့ကျွန်တော်တို့ကဆက်ပြီးတော့လုပ်သွားမှာ။ကျွန်တော်ကျွန်တော်ကြံတာလေ။ Uh, I'm from Philippines. Thank you for BGF and DKBA Army for helping us to go home finally. Okay, how do you feel today? Uh, I'm so very happy because I can go to my country. ဒီကနေ့ပြန်ပို့သူတွေဟာပြီးခဲ့တဲ့ကြံကြနေကဖန်စီထိမ့်သိမ်းခံထားရတာနှစ်လကြာသွားပြီဖြစ်တဲ့အတွက်ထိုင်းဘက်ကိုအတင်းပြန်ဖို့စူးစမ်းဆန္ဒပြခဲ့ကြပါသေးတယ်။ ဒါကြောင့်ဆန္ဒပြစဉ်ညှိနှိုင်းထားကြအရာဒီနေ့ပြန်လွှတ်ပေးခဲ့တာလို့ဆိုပါတယ် I'm from Rwanda. Rwanda, yeah. yeah. Okay. Yes. How do you feeling today? Yeah. How do you feeling today? Uh, I feel so happy to be here, going home. မြောက်ရီမြို့နယ်အတွင်းမှာကြားဖြန့်ရုံးနေရှိနေကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ပြီးတရုတ်မော်ဒယ်တရုတ်ဆောင်ဝမ်ရှင် မြောက်ရီကြားဖြန့်လုပ်ငန်းကနေဇန်နဝါရီလ9ရက်ကပြန်လွတ်လာခဲ့တာပါအဲ့ဒီနောက်မြောက်ရီမြို့နယ်ကကြားဖြန့်လုပ်ငန်းတွေနာမည်ကြီးလာပြီးမြောက်ရီကိုထိုင်းကပေးနေတဲ့လျှက်စစ်နဲ့လောင်စာဆီတွေဖေဖော်ဝါရီလ9ရက်ကဖြတ်တောက်ခဲ့ပါတဲ့ BGF တပ်ကလည်းဖေဖော်ဝါရီလ12ရက်မှာကြားဖြန့်နေနေရေးကော်မတီဖွဲ့အခုလိုရှာဖွေဖမ်းဆီးပြန်ပို့နေတာပါ ပြီးခဲ့တဲ့ဇန်နဝါရီလ31ရက်ကနေဧပြီလ22ရက်အထိမြောက်ရီမှာကြားဖြန့်ဝန်ထမ်း8939ဦးကိုဖမ်းထားခဲ့ပြီး9300ဦးပြန်ပို့ခဲ့ပြီးဖြစ်တာကြောင့်လက်ကျန်1480ဦးပဲကျန်တော့တယ်လို့အာနာသိန်းစစ်ကောင်စီသတင်းတွေမှာဖော်ပြနေပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ ဒီတိုင်းမှာညဂျင်းရဲ့ဆွနွေးပွဲတွေကျင်းပမဲ့အစီအစဉ်ကိုတနင်္လာနေ့မှာယူကရိန်းကကျင်းပခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲရုရှားကလည်းပြဿနာတွေကိုတတမနီအီယဖြေရှာမယ်လို့သူ့ရဲ့ဂတိကဝတ်ကိုအတည်ပြုခဲ့ပါတယ်။ယူကရိန်းသမ္မတဘိုလိုဒီမာဇလန်စကီကယူကရိန်းဟာဗီတိန်ပြည်သစ်အမေရိကန်တို့နဲ့ညှဉ်းချဲရေးဆွေးနွေးပွဲကိုဗတ်ရူနေမှာလန်ဒန်မှာကျင်းပမှာဖြစ်ကြောင်းတနင်္လာနေ့မှာကြေညာခဲ့ပါတယ်။ဗီတိန်ဝန်ကြီးချုပ်ကေယာစတာမာနဲ့ကောင်းမွန်ပြီးအသေးစိတ်တဲ့ ဖုံးပြောဆိုမှုအပြီးမှာထွေးချက်မရှိအပြစ်ခတ်ရစေရအပြီးမှာစစ်မှန်တဲ့ထာရညီချက်ရေးကိုဖော်ဆောင်ဖို့ရာအတတ်နိုင်ဆုံးအပြုသဘောနဲ့ရှစ်ဆက်သွားဖို့အစဉ်သင့်ပါပဲလို့ယူကရိန်းသမ္မတဇလန်စကီကလူမှုမီဒီယာပလက်ဖောင်း X မှာရေးသားခဲ့ပါတယ်။တနင်္လာနေ့ညနေခင်းမိခုံမှာဇလန်စကီကယူကရိန်းဟာရပ်ဘက်အခြေခံအဆောင်တွေကိုမတိုက်ခိုက်ဖို့ကမ်းလှမ်းချက်ကိုဆက်လက်ထိန်းသိမ်းထားပြီးရုရှားစီကပြတ်သားတဲ့တုံ့ပြန်မှုကိုမျှော်လင့်ထားကြောင်းပြောပါတယ်။ ယူကရိန်းဟာဒီဂရီကူကို အမခံမဲ့ဘလို့စနစ်ဝဲအတွက်မဆိုအဆင်သင့်ဖြစ်နေပြီလို့လဲဆိုပါတယ်ရှင်။အိန္ဒိယနိုင်ငံကဆိုင်လန်ဆိုပြတဲ့အရှေ့မြောက်ပိုင်းပြည်နယ်တွေဖြစ်တဲ့အာတန်နဲ့မီခါလီပြည်နယ်တို့မှာရှိတဲ့ပါနီဟဆမ်မှုမျိုးဟာလေတုညဉ့်ညံမှုကြောင့်ကျမရဲ့ချိုတက်သူအများပြားနေထိုင်ရာမျိုးပါ မြို့ရဲလေတုထဲမှာအချင်း2.5မိုက်ခရွန်ထက်သေးတဲ့အမှုန်အမွှားပဝင်နှုတ်ဟာကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကအကြံပြုထားတဲ့အဆင့်ထက်25ဇာပိုများနေပါတယ်။သိငယ်တဲ့အမှုန်အမွှားတွေကိုခေါ်တဲ့ PM 2.5ဟာအချင်း2.5မိုက်ခရွန်ထက်သေးပြီးအဆောက်တွေကိုနက်နက်ရှိုင်းရှိုင်းရှူသွင်းဖို့လုံလောက်နေလို့ကျန်းမာရေးအတွက်တိတိတသားအန္တရာယ်ရှိပါတယ်။ အစိုးရအစီရင်ခံစာရေးအရအသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်မှုအရေးအတွက်ဟာ2022ခုနှစ်မှာ2082ဦးကနေ2024ခုနှစ်မှာတော့3681ဦးထိမြင့်တက်လာတာကိုပြထားပါဗျ။အစိတ်သိနေတဲ့လူတို့ဟာအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုသာမကအရေးပြားတာမကမျက်လုံးမှာရားရံစေတယ်လို့ဒေသခံတွေကညီးတွားပြောဆိုပါဗျ။လေတို့အည်သွေးညံ့ပြေမှုကြောင့်တိနှံ့တွေပျက်စီးခဲ့တယ်လို့လေသမားတွေကလည်းပြောပါတယ်ရှင်။ ဒီ BBO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ရတာပါကျွန်မကတော့ချေချိုဆမ်းပါကျေးဇူးတင်ပါတယ်ရှင်